ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့အလဲထိုင်20ကိုပြန်လည်ပြောပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီအလဲထိုင်2မျိုးထက်က20နံပါတ်2ကိုပဲဖြစ်ပါတယ်ပေါ့နော်ဒီတုံများနေ့လေးရှောက်ရှင်းမှာတုံများအလဲထိုင်6တုံများ6ဖြစ်ပါတယ်ပေါ့နော်ပြီးရင်တုံများနေ့လေးရှောက်ရှင်းမှာရှောက်အလဲရှောက်ရှောင်းနေ့ရှောက်အလဲရှောက်ရှောင်းကရှောက်အလဲ6ချောင်းနေ့လေးအလဲတုံများလေးလေးပေါ့နော်တုံများနေ့လေးရှောက်ရှင်းမှာနေ့အလဲနေ့နေ့တိ လေးအလေရှင်းလေးတော့ချောင်းအလေရှင်းလျှောက်တော့ပြီးရင်ဒီမှာတုံညာအလေပေါ့နော်နေ့တုံညာကိုခုနှစ်အလေခွန်ခွန်ကိုဖြစ်ပါတယ်တုံညာအလေ၃ခွန်ခွန်ပြီးရင်ခုနှစ်အလေ၃ခွန်ခွန်ကိုအလေ6ကိုလေးပေါ့နော်အား6တုံ6အလေ68ခွန်နေ့အလေနေ့နေ့ခွန်6အလေပေါ့နော်6အလေ3ရှိရှိဖြစ်ပါတယ် ရှေ့အလဲ3ရှေ့ရှေ့တောင်ညအလဲ3တောင်ည9ပေါ့နော်ကြီးခဲ့တဲ့ဒီဘက်မှာတော့ကျွန်တော်တို့9935အလဲဖြစ်ပါတယ်မာကနန်းပေါ့နော်အဲ့မှာသူချပေးတော့တာက35နေဖြစ်ပါတယ်35နေဆိုတဲ့အတွက်ကြောင့်မို့ဒီ9935တဲ့က9အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာဆိုရင်အညောင်လေးနေပါနော်9အလဲ35နေဖြစ်ပါတယ် โอเคဒီနေ့ကိုကျွန်တော်ဆက်တဲ့ချိန်အတွက်ကျွန်တော်မိုက်ဆင်များလေ့လာလို့ရအောင်ထပ်ပြီးတော့တင်ပြသွားပါအဝင်ပါနော်โอเคတစ်ဆက်ထဲမှာပဲကျွန်တော်အလေထင်အားနေယူတဲ့ဤကိုလည်းတင်ပြပေးသွားမှာဖြစ်ပါလေโอเคဒါကတော့ကျွန်တော်အလေထင်ငါလုံးစုံတုံမဟုတ်မအလေထင်20ဖြစ်ပါလေပါနော်โอเคဒီ388တပင်ကနေလေ့လာကြအောင်ပေါ့နော်339 9နဲ့တက်ပေါင်း30ဒီ3နဲ့8နဲ့ပေါင်းတာ71 5540ဖြစ်တယ်ပေါ့နော်ရှောင်းနှကြိမ်က7နဲ့ရှောင်းနှကြိမ်7နဲ့ကိုဒီ8နဲ့ပေါင်းရင်3ညတက်တကြိမ်ခုနှစ်ကတကြိမ်ရှောင်းနှကြိမ်ပေါင်း7နှစ်ကိုအနောက်ကတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ဒါဆိုရင်အနောက်ဆုံးကခွန်ရနေရပေါင်းရှင်9 9နဲ့တိပေါင်း30 1 3 4 3 3နဲ့3ညာနဲ့ပေါင်း4ဆိုရွဲ့6 6 တုံညာနှစ်စုံကနန်းအလေဖြစ်မယ်ပါနော်။သုံးတုံညာကိုဆိုတဲ့အတွက်ကြောင့်မို့တုံညာအလေထင်ဖြစ်ပါတယ်။လေးလျှောက်ချစ်တုံညာနှစ်ထက်ကတုံညာအလေသုံးတုံညာကိုပါနော်။ Okay ဒါကြောင့်မို့ဒီမှာလေးလျှောက်ချစ်တုံညာနှစ်မှာတုံညာအလေသုံးတုံညာကိုထပ်ပြီးတော့ဒီခွန်ကိုတစ်တုံးကအလေထင်ရတာလေးဆက်ပြီးတော့လေးလာကြည့်မယ်ပါနော်။၃တလီ၃၃နဲ့ဒီ၅ပေါင်းရှင်းရှင်းဖြစ်ပါတယ်။ ်ဒီ၃ခုပေါင်းတာက၁၀နှစ်ခွင့်နှစ်ကြိမ်ပေါင်း၁၄ပေါ့နော်ဒီ၃၃၃၃၅၈၃ခုက၁၀နှစ်ခွင့်နှစ်ကြိမ်ပေါင်း၁၄၉ခုကြိမ်၁၈ရှင်းနေတဲ့ပေါင်းရှင်၉၀ပြီးနှစ်ကတစ်ကြိမ်ငါးကတစ်ကြိမ်၃၂ကြိမ်ပေါင်းရှင်၆ခုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ပေါ့နော်ခဲတာဆိုရင်ရှင်းနေတဲ့ပေါင်းရှင်၁၀ဖြစ်ပါတယ်ဒီနောက်ထပ်အနေနဲ့၄နဲ့6ပေါင်း30ဖြစ်ပါတယ် ကိုနဲ့တေပောင်း30နင်းနဲ့၅ပောင်းရှင်းခွန်ပါနော်ဒီတင်းနဲ့ဒီကိုနဲ့ပောင်းရှင်းက30နင်းနဲ့၅ပောင်းရှင်းကခုနှစ်ဖြစ်ပါတယ်ဒါဆိုရင်ခွန်ကို335တဲ့ထိ5လုံးဖြစ်မယ်ပါနော်အပိတ်အမကနန်အလဲထိ5လုံးမှာ5အလဲထိ35နင်းဖြစ်ပါတယ်ခွန်ကို335မှာ5အလဲ35နင်းဖြစ်တယ်ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီဆက်တဲ့ချိန်အတွက်အလေထိန်တနည်းကို ထပ်ပြီးဒေတာကြည့်အောင်လားခင်ဗျာအပေါ်ကအရွေတဲ့နေ့အတိုင်းပဲ၅တချိန်၅တချိန်၃နဲ့မြောက်တယ်တချိန်၅နဲ့မြောက်တယ်တချိန်ပြီးရင်ဒူနှစ်ချိန်ရှေ့မှာတချိန်အပိတ်မှာနှစ်ချိန်အရှိမှာတချိန်ပေါ့နော်ပြီးရင်ပိတ်မှာတချိန်အလေမှာနှစ်ချိန်ကို အပေါင်းတင်နဲ့ထပ်ပေါင်းထားတာဖြစ်ပါတယ်ကိုသုံးတီတီ၂၇ခွန်နဲ့တီ 3ပေါင်းရှင်30 55 25 95ဆိုတော့3ညာပေါ့နော်ဒီအပိတ်နေကတစ်ချိန်ဖြစ်ပါတယ်နေပေါ့နော်ပြီးရင်3ညာနှစ်ချိန်ပေါင်း3ညာ9နှစ်ချိန်78ကို3နဲ့ပေါင်းတာ71ဒီတစ်ကတစ်ချိန်နောက်ထပ်9ကတစ်ချိန်ဒီ6နှစ်ချိန်ပေါင်းရှင်8ကို3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီရှင်းနေနေပေါင်း နင်းတဲ့ပေါင်းတုံးတုံးနဲ့ခွန်ပေါင်းတစ်စိပေါ့နော်ရှေး9ဒစိဆိုတဲ့အတွက်တုံများတလုံးအလေထိန်ချန်တယ်ပေါ့နော်ဒါကြောင့်မို့တုံများနေ့လေး6ရက်အလေထိန်ဖြစ်ပါတယ်ဆက်သက်ချိန်မှာစုံကနန်းအလေထိန်ဆိုပြီးတော့ကျွန်တော်ရာနေတာဖြစ်ပါတယ်20ရက်အရာဖြစ်ပါတယ်တုံများနေ့လေး6ရက်အလေထိန်ပေါ့နော် okay ကျွန်တော်တွင်အရာစုံကနန်းအလေထိန်ဆိုပြီးရောရနေတာဖြစ်ပါတယ် နောက်ထပ်ကျွန်တော်အလေထိန်အားနည်းယူနေနေ့ကိုဆက်ပြီးလေ့လာကြည့်အောင်20နံပါတ်1နေ3ပါနော်ဒီမှာ6345အလေထိန်ပေးတာခုနှစ်အလေထိန်ချပေးသွားတယ်မနက်9:00မှမှ6:00အလေထိန်ခွန်တင်နေတုံးပေတာကိုလေကို96ပေတာ3:00 9:00 5ပေတာနေ့၄တိ6ခွန်ပေတာ8ချေရှိ9:00မှပေတာ10နောက်ထပ်9နေ့တိ3လေးပေတာကို9:00တိ3လေးပေတာ ခွန်နှစ်သုံးဘယ်တာတုံညာသုံးပြီးရင်လဲအလဲပြီးရင်တော့ဒီမှာ6အလဲတုံညာအလဲ6အလဲ6အလဲပေါ့နော်ဒီကနန်းလေးလုံးကဘယ်တဲ့အလဲထင်ဖြစ်ပါတယ်9သုံးတုံညာတက်ပေတာ6 9 6နဲ့လေတုံညာလေးလေးနိနိတဲ့ရှင်းလေးသုံးရှစ်လျှောက်သုံးနှစ်တုံညာကိုခွန်ခွန်ကိုခွန်တုံညာတုံညာပြီးရင်9နှစ်9တုံညာကိုအလဲထင်နေရမှာပေးတာပေါ့နော်ခုနှစ်အလဲထင်ဖြစ်ပါတယ် 6အလဲ6အလဲ6အလဲ2အလဲ6အလဲ3ညအလဲကျွန်တော်ပြခဲ့တဲ့ဘက်မှာ6 6 9 3ညအလဲထိုင်ပေးထားတာဖြစ်ပါတယ်အဲဒီမှာ3 5ညဆိုတဲ့အတွက်5အလဲထိုင်ဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီအလဲထိုင်အားနဲ့ယူတဲ့ဤကိုကျွန်တော်ထပ်ပြီးတော့လေ့လာကြည့်မယ်ပေါ့နော်20က3မျိုးဖြစ်ပါတယ်အရင်ဆုံးအနေနဲ့20 number 1ကိုဆက်ပြီးတော့လေ့လာကြည့်အောင်လားခင်ဗျာ ိုဟေးသားလေးကတော့ကျွန်တော်အလေထိုင်အားနဲ့နံပါတ်၁ပေါ့နော်အဲ့မှာဆိုရင်6အလေထိုင်ပေတာ8အလေထိုင်388ဖြစ်ပါတယ်ပေါ့နော်6ဒီမှာ6 3ဒီမှာ3ပေါ့နော်ပြီးရင်ဒီမှာ7ဒီမှာ7โอเคဒါဆိုရင်ဆက်တဲ့ချိန်အတွက်ဒီအောက်ဆက်တဲ့ချိန်အတွက်အထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ငါငါကိုဒါပြီးခရစ်ဘတ်မှာကျွန်တော်သင်ပေးထားတဲ့ဟာနှစ်ရက်ဆက်ပေါ့နော် ်3 9မြစ်မြစ်တုံညာ3493တပြင်တော့3တုံညာခွန်တုံညာလေးလေးဖြစ်ပါလေ။မဆွေဒီအပေါ်မှာ9ဟုတ်တစ်ချိန်ယူတဲ့အတွက်ဒီ9ဟုတ်တစ်ချိန်အပိတ်ကို3နဲ့ပေါ်3ချိန်ပေါင်းတယ်။ပြီးရင်ဒေးမှာတစ်ချိန်ဒီတုံညာမှာ2ချိန်ပေါင်းပြီးလေးနဲ့ထပ်ပေါင်းရမှာဖြစ်ပါလေခင်ဗျာ။9ကတစ်ချိန်ပေါင်းတော့2 3 6 6နဲ့9ပေါင်းချင်းဆက်တည်ဖြစ်ပါလေ။ ပြီးရင်ဒီလေးတစ်ချိန်၊၃ညနှစ်ချိန်၊၃ညကို လေးနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်လေးနဲ့လေးပေါင်းရှင်းဒီရှင်း၈ကိုတင်းနဲ့ပေါင်းတော့ကိုကိုအလေထိုင်အားနေတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ဒါသွင်းရရပါတော့ကိုအလေထိုင်ပေးမှာဖြစ်ပါတယ်။ okay ကိုယ်လည်းထင်ပေတယ်ပေါ့နော် okay ထပ်ပြီးတော့20နံပါတ်နှစ်ကိုလည်းတစ်ချက်တည်းချပီးလေ့လာကြည့်မယ်ပေါ့နော် โอเค20နံပါတ်နဲ့ကတိဟာလေးပေါ့နော်9ကိုပဲတာ388 4ကိုပဲတာ339ကို6ကိုပဲတာ3နဲ့ဒီမှာတော့546 546โอเคဒါဆိုရင်ဒီဆက်တဲ့ချိန်အတွက်လေ့လာကြည့်မယ်ပေါ့နော်ငါးကို၃ငါးနှစ်ပြီးရင်နှစ်တုံညာ၃လေးကိုတစ်တုံလေး 339334334ဖြစ်ပါတယ်။ဟာဆိုရင်ဒီ9မှာတစ်ချိန်39မှာတစ်ချိန်စီဒီလေးမှာနှစ်ချိန်ဒီလေးမှာလေးနှစ်ချိန်ကို9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဟာဆိုရင်9ကတစ်ချိန်3ခွန်ပေါင်းရှင်းက39လေးနှစ်ချိန်ပေါင်းရှင်း6လေးနှစ်ချိန်ပေါင်းရှင်း6 9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။7နှစ်ချိန်ပေါင်းရှင်းဒီ16 ရှောင်းနဲ့ငါးနဲ့ပေါင်းတာ73 3 9ပေါင်းရှင်း20ဆိုတဲ့အတွက်တောင်ညအလေထိန်အားနေတာဖြစ်ပါတယ်။ Okay ဆက်တဲ့ချိန်မှာတောင်ညအလေထိန်ပေးမှာဖြစ်ပါတယ်။ Okay ဆက်ပြီးတော့20နံပါတ်3 General D အလေထိန်အားနေကိုဆက်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ။ ကဲဒါလေးကညစ်တုံးပေတာ388ပေါ့နော်ဒီမှာညစ်တုံးကိုပေတာ388 60ကိုပေတာ339ကိုဒီမှာပေါ့နော်60ပြီးရင်ပြည့်ခရတဲ့ပါ93များအလေးထိုင်ပေးတာ35နည်းဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီ35နည်းတပင်ကနေဆက်တဲ့ချိန်အတွက်ထပ်ပြီးလေ့လာကြည့်အောင်ပါခင်ဗျာ။ငါးငါးကို35နည်းဖြစ်ပါတယ်။35နည်းနည်းတောင်ညာ 3လေး9ပါနော်ပြီးရင်13 339 39လေးလေးဖြစ်ပါတယ်ဒီ9ကို2ချိန်ပေါင်းအောင်မှာဖြစ်ပါတယ်ပြီးရင်နှစ်3ညမှာ2ချိန်စီ3မှာ2ချိန်တိမှာ2ချိန်ဒီလေးကိုကြာမှာအပေါ်ကလည်းမျိုးပဲ3ချိန်ပေါင်းမယ်ခုနှစ်မှာတစ်ချိန်သုံးကိုကြောင်လေးနဲ့ပေါင်းထားတဲ့အတွက်ဒီလေးကိုလည်းလေးချိန်ပေါင်းပြီးတော့ခုနှစ်ထပ်ပေါင်းအောင်မှာဖြစ်ပါတယ်ဒီ9နဲ့ချိန်ပေါင်းရှင်း30 ပြီးရင်နေနဲ့တုံများနဲ့ပေါင်းရှင်းနေဒီ၃ကတစ်ကြိမ်လေး၃ဒီဒီ၁၂တင်းတဲ့ကြိမ်နဲ့လေး၃ဒီ၁၂ပေါ့နော်ပြီးရင်9တစ်ကြိမ်လေးလေးဒီဒီ၁၆ဘုန်းနဲ့တပေါင်းမှာဖြစ်ပါတယ်โอเคဒါဆိုရင်2356960ဖြစ်သွားတယ်ဗောနော်ဒါဆိုရင်နင်းနေတဲ့ပေါင်းရှင်းတီလေးဒေးကခွန်ပေါင်းရှင်းတီ7ဆိုတဲ့အတွက်တိအလေထိုင်အားနေမှာဖြစ်ပါတယ် ဒီမှာဆိုရင်တင်းတင်းနည်းဖြစ်မယ်ပေါ့နော်ကိုယ်တော်များဖြစ်တဲ့အတွက်ဒီမှာတင်းနည်းဖြစ်ပါတယ်တင်းနည်းအလေထိုင်အားနည်းမှာဖြစ်ပါတယ်ကိုယ်တော်ညာတင်းနည်းအလေထိုင်အားနည်းတာဖြစ်ပါတယ်โอเคဒါကျွန်တော်တွင်းရဲ့အရာပေါ့နော်အလေထိုင်ပင်ရှိသည်ကိုတော်များအလေထိုင်ကိုတော်များတင်းတဲ့အလေထိုင်အားနေတယ်လို့ဆိုလို့ရှင်းဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်ခုနကတင်ပြထားတဲ့အလေထိုင်၅လုံးမှာ ဆောင်ကနဖြစ်နေတဲ့အတွက်ဒီမှာတုံညာနစ်ကိုပေးလို့ရှိရင်ကျွန်တော်တို့အလဲထိန်၃လုံးပဲကြံမှာဖြစ်ပါတယ်ခင်ဗျာတုံညာနစ်ကအလဲထိန်အားနည်းနေတာဖြစ်တဲ့အတွက်ဒဲ၆ရှစ်အလဲထိန်အားကောင်းတော့မှာဖြစ်တယ်ပါနော်โอเคဒါက20အရာလဲ၆ရှစ်အလဲထိန်ဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာ